မင်္ဂလာပါရှင်။ CNI သတင်းဌာနရဲ့2025ခုနှစ်နိုဝင်ဘာလ18ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းကြောင်းရာတွေကတော့ PDF တွေဟာတိုင်းရင်းသားလက်နက်ကိုင် EAO တွေအတွက်အသုံးချခံဖြစ်နေရတယ်လို့စစ်ရေးနဲ့နိုင်ငံရေးအကဲခတ်တွေကပြောဆိုလိုက်တဲ့သတင်း။ကွန်ဂိုအစိုးရနဲ့ M23 တပုံတို့ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုရေးအတွက်မူပေါင်းသဘောတူညီချက်တရက်ကိုလက်မှတ်ရှိထိုးခဲ့ကြရတဲ့ဆွဲတဲ့အပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းနိုင်ငံတကာသတင်းနဲ့အာကစားသတင်းတွေကိုတင်ဆက်ပေးမှာပါ။ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ PDF တွေဟာတိုင်းရင်းသားလက်နက်ကန် EAO တွေအတွက်အတုံးချခံဖြစ်နေရတယ်လို့စစ်ရေးနဲ့နိုင်ငံရေးအကဲခတ်တွေကပြောဆိုလိုက်တဲ့သတင်းပဲဖြစ်ပါတယ်။၂021ခုနှစ်ဖေဖော်ဝါရီလနေ့နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက်ပိုင်းပေါ်ထွက်လာတဲ့ပြည်သူ့ကောက်ွယ်ရေးတပ်ဖွဲ့ PDF တွေဟာတိုင်းရင်းသားလက်နက်ကန်အဖွဲ့အစည်း EAO တွေအတွက်အတုံးချခံဖြစ်နေတယ်လို့ စည်ရင်းနဲ့နိုင်ငံရေးအကဲခတ်တွေကစည်ရနာတင်ထဏာကိုပြောပါရယ်။လက်ရှိမှာအီအီကို PDF ပူပေါင်းတပ်ဖွဲ့တွေကနေတင်ပိုက်ရယူနိုင်ခဲ့တဲ့နေမတချို့ကိုမြမတက်မတော်နဲ့အီအီအိုတို့ကြားသဘောတူညီချက်တွေရရှိခဲ့ကြပြီးမြို့အချို့ကိုပြန်လည်လွှဲပြောင်းပေးရခဲ့ကြသလိုစုခွာမှုတွေလည်းပြုလုပ်ခဲ့ကြတာပါ။အဲ့ဒီသဘောတူညီမှုမှာတွေဦးတော်လိုင်းအင်အားစုတွေနဲ့ပတ်သက်ပြီးအကျိုးအမြတ်မပါဝင်နိုင်ကြအောင် PDF တွေဟာအတုံးချခံတတ်တတ်တာဖြစ်နေကြောင်းတိုင်းလိုက်ရှမ်းနေအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ TNTP မှာ ဥက္ကဋ္ဌဆိုင်တီအောင်က CNN သတင်းဌာနကိုပြောပါတယ်ဒီလေဒေါ်လာရင်းဆိုတဲ့အပိုင်းကဏ္ဍတော့လေကျွန်တော်အမြင်ကတော့ဒီ PDF တွေကအတုံးချတာတက်တက်တော့ပဲရှိနေဗျာသူတို့ကျွန်တော်တို့ကြောင်းမယ်ဆိုရင်တော့ဗျာဒီဒိုင်းနာလည်းနဲ့ကိုင်ဖွဲ့စည်းတွေကသူတို့ကဘာမဲ့အယုံကြည်ရှိဘူးလေအကြံတော့ဒီ PDF ကိုလည်းသူတို့သူကြီးမမဟုတ်ဘူးလေလူရလူတော့လေလူတဲ့ကကြာသူ့နေနေချက်ချင်းသူတုံးချမယ်ဒီရှင်းရင်းရတဲ့ကကြာဒီဒီကတော့ ပေါင်းပေါင်းမှာမဟုတ်ဘူး။အဲ့ဒီခုတင်နေတဲ့နေဆောင်လာတဲ့ပြည်ဆိုင်ကလည်းသူမဟုတ်နဲ့ဟိုမိတ်ကိုပြန်ပြီးနေအမှုကိုတော့ပြည်ရတဲ့အဖြစ်ပြီးဟာမလေးပြည်ရတဲ့ဝင်ဝင်မယ်။အပိုင်းကလည်းမင်းပွားမှုတွေကျလို့ကြားနေရတာကြည့်ကြည့်ရတယ်။အဲ့တော့ဒါတိုင်းနယ်လည်းကဲဆိုချီရဆုံးချက်ဖြစ်ပြီးဖြစ်သွားနေတဲ့အင်းကြီးကျတော့သူကတော့သူ့ဆူရောက်ခဲ့တဲ့လူကိုသူ့တုံးချမှာပဲလေဒါအင်အားပြရပဲ အဲခါတိုင်းနဲ့ပြောမယ်ဆိုရင်လူရမရတဲ့ခါကျတော့လိုက်ဆွဲရအောင်ဖြစ်သေးတာပေါ့အခုတော့သူတို့ဆိုလာခဲ့တဲ့ခါကျတော့သူတို့ကတော့တုံးပြီမှာပေါ့အဲရတော့မတော်နဆက်တခုနဲ့နောက်ပိုင်းပေါ်ထွက်လာတဲ့ PDF တပ်ဖွဲ့တွေဟာတိုင်းဒေသနဲ့ကိုင်အဖွဲ့အစည်း EAO နေမျိုးတွေကိုတွားရောက်ပြီးစစ်တင်တဲ့တွေတက်ရောက်တင်ကြကောင် EAO တွေတင်ပိုက်လိုတဲ့နေမျိုးတွေကိုရှေ့တန်းကနေတိုက်ခိုက်ပေးရလျက်ရှိတာပါတိုက်ပွဲတွေပြင်းထန်ပြီးနေမျိုးတင်ပိုက်မှုအများပြားရရှိခဲ့ကြတဲ့တစ်တုံညာနှစ်ခွန်စစ်စင်ရင်မှာအဓိကပါဝင်ခဲ့ကြတဲ့ ကိုကန့်တက် MNDA နဲ့တအောင်တက် DNL တို့ဟာလက်ရှိမှာမြမတက်မတော်နဲ့အပြစ်ရဲ့လက်မှတ်ထိုးထားကြတာပါ။ဒါပြင်သိမ့်မရရှိထားတဲ့မျိုးတချို့ကနေဆုတ်ခွာပြီးမြမတက်မတော်ထံပြန်လည်လွှဲပြောင်းပေးရခဲ့ရမှာ PDF ပူပေါင်းတက်တွေနဲ့သဘောထားကွဲလွဲမှုတွေဖြစ်ပေါ်လာခဲ့ပါတယ်။အဲဒီလိုပဲကချင်လူလက်ရေးတက်မတော် KIA ဟာလည်းစကိုင်းတိုင်းဒေသကြီးနဲ့ကချင်ပြည်နယ်အတွင်းမှာ PDF တွေရဲ့အင်အားကိုရှာယူပြီးမြို့သိမ်းတိုက်ပွဲတွေဖော်ဆောင်ခဲ့ရာတယန်စာတာနဲ့ကုံသွဲရေးအကျိုးများရှိတဲ့နယ်မြေတွေကိုလည်းတင်ပိုက်ရရှိထားတာပါ။ ဒါပေမဲ့ KIA ဟာမြမတက်မတော်နဲ့လျှို့ဝှက်ဆက်သွဲပြီးတွဲဆုံဆွေးနွေးမှုတွေပြုလုပ်ဖို့ကြိုးပမ်းနေကောင်နှစ်ဖက်တွဲဆုံဆွေးနွေးမဲ့နေရာကိုညှိနှိုင်းနေကြပါတယ်။မိမိတို့ရဲ့အမျိုးသားရဲ့အကျိုးစီးပွားကိုသာကြည့်နေမယ်ဆိုပါကပူပေါင်းမှုဥဆောင်မှုမဟာမိတ်ဖွဲ့မှုတွေဟာအတုရောက်နေတာဖြစ်နေမယ်လို့နိုင်ငံရေးလှိလာတုံးသက်သူစိုင်းမင်းကစီရင်တဲ့တင်ထောင်တာကိုပြောပါတယ်။ဒါနဲ့ကိုတို့နိုင်ငံကတော့အဲစစ်ကော်မရှင်အပါအဝင်စစ်တနာမမနဲ့ဥဆောင်မှုလုပ်လို့ရှိနေတော့ ဘူပေါင်းကြီးကလည်းအတုပဲဖြစ်လာပဲနောက်ပြီးတော့မှဒီဘီထောင်စုကလည်းအတုဘီထောင်စုပဲဖြစ်နေမှာပဲဒီမဟာမိတ်တွေနဲ့ပူပေါင်းလို့ရှိရင်အတုမဟာမိတ်တွေဖြစ်လာမှာပဲဖြစ်နေမှာပဲဒါဆိုတော့ ကိုကြီးကိုကိုအမျိုးသားရဲ့အကျိုးပဲကြည့်နေကြတယ်အခုတီယန်နယ်လည်းအဲ့လိုပဲတီယန်နယ်ကသူ့မျိုးသားရဲ့အကျိုးပဲကြည့်တယ်ဒီ PDF ရဲ့အကျိုးစီးပွားကိုသူကတွဲမကြည့်ဘူးပြီးတော့စုကြီးတစ်ခုလုံးရဲ့အကျိုးစီးပွားကိုတွဲမကြည့်ဘူးဆိုတော့အာလက်ဆက်နေထားရတာတော့ဒီတိုင်းပဲကိုကိုတားလို့ရှိရင်ကိုကသွားလိုက်တယ်သူတားလို့ရှိရင်သူကသွားလိုက်တယ်အဲ့လိုမျိုးနေထားပဲဖြစ်နေမှာပဲ EAO တွေဟာမြမတက်မတော်ကိုတိုက်ခိုက်နိုင်ရင်းနဲ့နေမြေတိမ့်ထိမ့်ချုပ်နိုင်ရည်အတွက် လက်နက်ကင်လှုပ်ရှားမဲ့အင်အားစုအများပြားကို PDF တွေစီကနေရလိုက်ကြောင်းစစ်ရေးနဲ့နိုင်ငံရေးကိစ္စတွေကထောက်ပြကြပါတယ်။အဲ့ဒီအခင်းကျင်းမှာအမှန်တကယ်အင်အားဆုံးရှုံးမှုထိခိုက်နစ်နာမှုတွေဟာ PDF တွေကအဓိကခန့်စားလိုက်ရခြင်းဖြစ်ကနိုင်ငံရေးအကျိုးမြတ်တွေကိုတော့ EAO တွေကရရှိသွားကြတယ်လို့လည်းသူတို့ကထောက်ပြကြပါတယ်။မကြခင်ကျင်းပမဲ့ရွေးကောက်ပွဲဟာနိုင်ငံရေးပြည်ထနာကိုဖြည့်ရှင်းပေးမဲ့ရွေးကောက်ပွဲဖြစ်စေခြင်းတဲ့လို့ စီးရင်နိုင်ငံရေးအခက်အခဲတွေကထောက်ပြပြောဆိုလိုက်တဲ့တဲ့င်းကိုလည်းဆက်လက်ရှုစားလိုက်ရအောင်ပါ မြန်မာနိုင်ငံမှာမကြခင်ကျင်းပမဲ့ရွေးကောက်ပွဲဟာနိုင်ငံရေးပြဿနာကိုဖြင်းရှင်းပေးမဲ့ရွေးကောက်ပွဲဖြစ်စေခြင်းကြောင့်စီးရင်နဲ့နိုင်ငံရေးကဲခတ်တွေကထောက်ပြကြပါတယ်မြန်မာနိုင်ငံမှာ2025ခုနှစ်ဒီဇင်ဘာ28ရက်မှာရွေးကောက်ပွဲအပိုင်း1အနေနဲ့မြို့နယ်တရား2မြို့နယ်မှာကျင်းပမှာဖြစ်ပါတယ်အဲဒီနောက်ရွေးကောက်ပွဲအပိုင်း2အား2026ခုနှစ်ဇန်နဝါရီ17ရက်မှာမြို့နယ်တရားမှာကျင်းပမှာဖြစ်ပါတယ်မြန်မာနိုင်ငံမှာကျင်းပမဲ့ရွေးကောက်ပွဲဟာလက်ရှိနိုင်ငံရေးပြဿနာတွေကိုဘယ်လိုဝိုင်းဖြေရှင်းကြမလဲဆိုတဲ့ဥတီချက်မျိုးနဲ့သွားစေခြင်း င်ကြောင်းပြည်သူ့ပါတီ PP ဥက္ကရာဥက္ကိုကြီးကဆီယန်နိုင်သတင်းဌာနကို ပြောပါရတယ်။ ဒီရုပ်ောက်ပွဲကတောင်းတပင်ပင်လုပ်တဲ့ရုပ်ောက်ပွဲလိုမျိုးအာတူပြန်ကူပြန်တခါတည်းအတဲတန်ပြန်ဆိုင်ပြီးတော့ဟိုရှင်ပြန်ကြတာတဲ့ကိုလက်ရှိနိုင်ငံရဲ့ပြဿနာတွေကိုဘလို့ဘိုင်းကိုဖြေရှင်းကြမလဲဆိုတော့ဥပဒေပြန်မျိုးနဲ့အသွားကြည့်တယ်ဟိုသူတို့ဆောင်ဒုက္ခတွေရဲ့အခြေအနေကဆိုတော့ဥပဒေပြန်ကြံရမယ်ကိစ္စလို့မြင်ပါတယ်။အဲနောက်တစ်ခုကတော့တိုင်းရှင်ပြည်ရဲ့ရင်းကျက်တဲ့နေရာတွေမှာအလုပ်ကံအခွင့်အလမ်းတွေတည်နိုင်တဲ့ရင်းနှီးမြှုပ်နှံမှုတွေသိခေါ်ဖို့ဆိုတော့ဟိုဥပဒေအခြေအနေတွေဆိုတော့ 这个今年发的嘛，都检查出来七八个，七八个了。如果这个病人都做包了，要做做包了，你你不就平安了？现在在里面做过的呀，如果这个。 ခံရတဲ့ပုံစံဖြစ်လာတယ်။အဲတော့ဟိုလွတ်တော်မရှိတဲ့အချိန်မျိုးတော့ကတော့အုတ်ချုပ်ကြီးရောဥပဒေကြီးကြီးရောကတပေါင်းစည်းတဲ့ဖြစ်နေတယ်။ဒါကြောင့်မလို့ဥပဒေကြီးကိုပြန်ပြီးတုံ့ပြန်တာဘူးပြင်ချင်းပြဋ္ဌာန်းတာဘူးဥပဒေနဲ့ညီမညီသူဖြေးတာထိန်းချောင်းတာဆောင်ရွက်နိုင်တယ်လို့အမြင်တယ်။အော်ဒါကြောင့်မလို့တော်တော်တဲ့အချိန်မျိုးမှာဒီပြိပခါကြီးကိုအားလုံးပူးပေါင်းမှုနိုင်ပြီးတော့ဖြည့်ရှင်းဖို့ပဲဥပဒေဖြစ်နေတယ်လို့မြင်ပါတယ်ကြာ။နိုင်ငံတော်အလုံးစုံရင်းနဲ့အင်ဂျင်တာယာရေးကော်မရှင်ဥက္ကရာဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်ကရွှေကောက်ပွဲအနိုင်ရတဲ့နိုင်ငံရေးပါတီအားနိုင်ငံတော်အာဏာလွှဲပြောင်းပေးမ ှာဖြစ်ကြောင်းပြောကြားထားပါတယ်။အဒီနောက်ရွေးကောက်ပွဲအပြီးဖွဲ့စည်းလာမယ့်အစိုးရတစ်ကိုတက်မတော်နဲ့ USDB ကဥဆောင်လာမှာဖြစ်ကြောင်းဒါပေမဲ့တခြားသောတိုင်းရင်းသားနိုင်ငံရေးပါတီတွေမှကိုယ်စားလှယ်တွေကိုလည်းနေရပေးဖွဲ့စည်းခြင်းနဲ့လက်ရှိနိုင်ငံရေးအကြက်တဲကိုကြော်လာဖို့အထောက်အကူဖြစ်မယ်လို့နိုင်ငံရေးလေးလာစောင့်ကြည့်သူတွေကထောက်ပြကြပါတယ်။အစိုးရအဖွဲ့တရက်ကတော့လူဟောင်းလူသစ်တွဲပြီးထွက်လာရင်မျှော်လင့်ချက်ထားလို့ရပြီးလူဟောင်းနေနဲ့သာစုဖွဲ့လာမယ်ဆိုပါကလက်ရှိအခြေအနေထက်ပိုတဲ့အခင်းချင်းတွေ့ခြင်းမှတွေ့ရမှာ ဖြစ်ကြောင်းနိုင်ငံရေးလေလံသုံးသက်သူဦးထက်အောင်ကျော်က CNN သတင်းဌာနကိုပြောပါရယ်။ဒီကဥပဒေထဲမှာပြဋ္ဌာန်းထားတဲ့အတိုင်းပါ လွတ်တော်အနိုင်ရတဲ့ကိုယ်စားလှယ်များနဲ့စံတော်သား25ရာခိုင်ပေါ်ဝင်တော်လွတ်တော်အသီးသီးပြန်ပေါ်လာလွတ်တော်ကနေမှရွေးချယ်ပေးလိုက်တော့ဒီလွတ်တော်ဆိုဒီလွတ်တော်မျိုးသားတော်ဆိုမျိုးသားတော်ပြန်တံတော်သားကိုယ်စားလှယ်တွေကနေရွေးချယ်ပေးလိုက်တော့သမရာ3ယောက်ပေါ်လာပြီးတော့မှသမရာဖြစ်တဲ့လူပေါ်မှာပဲမြင်ကြည့်ပြီးတော့သူ့သဘောဆန္ဒနဲ့ဖွဲ့ရမှာပေါ့ဆိုတော့တစ်ခုရှိတာတော့မြေကောက်ပွဲရန်တက်တွေကိုတော့တစ်ချက်ဆောင်ကြည့်ရမှာပေါ့ဆိုတော့ဒီလူအနေနဲ့ဘလောက်ထိဖက်ထွက်ပေးလဲပါလဲဆိုတော့လည်းကြည့်အောင်ပေါ့အလားတွေအားလုံးကြည့်ဆိုမှာပဲအကြတဲ့ပုံစံတောင်မှန်းလို့ရမှာ မှာသူကပွဲတည်းရဲ့အကြံကိုကုံလုံးပြည်သားလူတွေပဲဆိုလဲသွားမတိုက်ဟိုညံမှာပေါ့ဆက်ဆံမြတ်လူငယ်တွေကဘောလူငယ်ဆိုတာဒီဒုဝင်ကြီးတယောက်ဖြစ်ဖို့အတိုက်အယူပြည့်စည်တယ်ပေါ့အဲ့လိုမျိုးတွေကတွဲပြီးတော့မှလူဟောင်းသူတွေတွဲပြီးထွက်လာရင်တော့ပို့ပြီးတော့မှညှော်လင့်ချက်အားလို့ရတဲ့သူကဖွဲ့မျိုးလို့ညံမှာပေါ့အားလုံးဒီလူတွေကြီးပဲဆိုလို့ရှိရင်လက်ရှိအချိန်ထပ်ပေါ်လာမယ်ချင်းတင်တွေ့ရကြမှာတွေ့ရမှာပေါ့ အခုနှစ်ကုန်ပိုင်းမှာရွေးကောက်ပွဲကျင်းပမှာဖြစ်တဲ့အတွက်မြန်မာနိုင်ငံမှာဘလို့စုဖွဲ့မှုအစိုးရပုံစံမျိုးတက်လာနိုင်တယ်ဆိုတဲ့အပေါ်အားလုံးကစိတ်ဝင်စားစောင့်ကြည့်နေကြပါတယ်။ပြည်တွင်းပြည်ပတန်တမန်တွေကတော့မြန်မာနိုင်ငံမှာကျင်းပဖို့စီစဉ်နေတဲ့ရွေးကောက်ပွဲဟာအမိခံတသက်တာဖြစ်ပြီးဘလို့ရလက်ထွက်လာပါစေတက်မတော်ကဥဆောင်တဲ့အစိုးရပုံစံတရက်သာထွက်လာမှာဖြစ်ကြောင်းထောက်ပြကြပါတယ်။ပြည်တွင်းရှိနိုင်ငံရေးပါတီတွေနဲ့လေလာစောင့်ကြည့်သူတွေကတော့ရွေးကောက်ပွဲအလွန်အစိုးရအဖွဲ့ဟာအမျိုးသားညီညွတ်ရေးအစိုးရအသွင်တရံမျိုးဖွဲ့စည်းပါက ကနိုင်ငံရေးနဲ့စီးရေးအကျပ်တဲတွေကိုဖြည့်ရှင်းနိုင်မယ်လို့ထောက်ပြကြပါဗျ။လာမယ့်ရွေးကောက်ပွဲဟာလက်ရှိမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့နိုင်ငံရေးအကျပ်တဲတွေကိုဖြည့်ရှင်းနိုင်မယ်နည်းလမ်းတစ်ခုဖြစ်တယ်လို့ရခိုင်ဥဆောင်ပါတီဥက္ကဋ္ဌဒေါက်တာအေးမောင်ကပြောဆိုလိုက်တဲ့တဲ့င်းကိုလည်းဆက်လက်တင်ဆက်ပေးလိုက်ပါရစေ။မကြမီချင်းမမဲ့ရွေးကောက်ပွဲဟာလက်ရှိမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့နိုင်ငံရေးကြက်တဲတွေကိုဖြည့်ရှင်းနိုင်မယ်နည်းလမ်းတစ်ခုဖြစ်တယ်လို့ရခိုင်ဥဆောင်ပါတီမှဥက္ကဋ္ဌဒေါက်တာအေးမောင်ကစီရင်စင်ဌာနကိုပြောပါရစေ။ နိုင်ငံတော်အစိုးရအနေနဲ့2025ခုနှစ်ဒီဇင်ဘာ28ရက်မှာရွေးကောက်ပွဲအပိုင်း1ကို၎င်း2026ခုနှစ်ဇန်နဝါရီ17ရက်မှာရွေးကောက်ပွဲအပိုင်း2ကို၎င်း2026ခုနှစ်ဇန်နဝါရီနောက်ဆုံးပတ်မှာရွေးကောက်ပွဲအပိုင်း3ကို၎င်းကျင်းပဖို့စီစဉ်ပြီးနိုင်ငံတည်ငြိမ်အောင်ကြိုးပမ်းလျက်ရှိနေပါတယ်။ရွေးကောက်ပွဲကလက်ရှိနိုင်ငံရေးအချက်အလက်ကိုကြော်ဖြတ်နိုင်တဲ့တစ်ခုတည်းသောခြေလှမ်းအစားဖြစ်တယ်လို့ယူဆလို့ရကြောင်းလနဲ့ကင်လန်းစင်ကနိုင်ငံရေးချက်တဲကိုဖြည့်ရှင်းနိုင်မဲ့နီလန်လို့မြင်ရင်မြမတမိုင်းကိုပြန်လည်လာကြည့်ဖို့လိုအပ်တယ်လို့ရခိုင်ဥဆောင်ပါတီမဥက္ကဋ္ဌဒေါက်တာအေးမောင်ကစီနယ်တင်ဌာနကိုပြောပါရယ် 人口问题，而且占地又多，现在呢，土地多，我那钱啦、沙子地都都在农民家手里。那么靠水啊不够的，所以人口问题嘛好办呢，把劳动力呀都给他家地了。人家讲呢，明年而且占地又多，现在呢都钱拿不。 哎，这个说明自家那么担心，那帮可能是做到上班的人，你拿不满个，相对来比较。啊，他讲不是东西干，屋里样的，你嘛那样叫地，所以伢子人那个地方开也人家也有的空气啊，稍微让那路去那玩舒服。他讲你嘛，你讲也是说的有的，可能啊，人那个地方开去新亚的你都过不了。 ဲ့တော့ဘလို့လက်နက်ကန်တိပတ်ခါကိုဖြည့်ရှင်းမှလေးဆိုရင်ခုနကပြောတဲ့ပူစည်းပုံချေခံဥပဒေအရကျွန်တော်တို့ကကြွေးကြုံနေကြတဲ့ Federal တဲ့ Democracy နိုင်ငံတို့တည်ဖြစ်အောင်တည်ဆောက်ကြအောင်ပါအဲ့ဒါကိုချေခံဥပဒေအရပြဋ္ဌာန်းချက်တွေပေးတာချက်တွေနဲ့ကျွန်တော်ပြန်လေဖြည့်ဆည်းစီတောင်းလို့တော့ရွှေကောက်ပွဲကတော့နိုင်ငံရဲ့အရွှေတစ်ခုဖြစ်နိုင်မယ်ဆိုတာကယာနုံပြမှန်ကြအောင်ရွှေကောက်ပွဲအလုံးပေါ်ပေါက်လာမယ်လှုပ်တော့ကတိုင်းပြည်အတွက်ထွက်ပေါက်တစ်ခုဖြစ်တယ်လို့ ရှမ်းနှစ်တိုင်းသားများဒီမိုကရက်တစ်ပါတီမှဥက္ကဋ္ဌဆိုင်းအိုက်ပေါင်ကဆင်နရှင်ဌာနကိုပြောပါရတယ်။ဖြစ်တာပေါ့ရဟိုင်းနုတ်ပြဖြစ်တာပေါ့ရဟိုင်းနုတ်ပြဖြစ်တာပေါ့သူလွတ်တော်ပေါ်လာပြီဆိုလို့ရှိရင်အာနာ၃ရက်ကခွဲသွားပြီလေအစိုးရကအုတ်ချိုရဲ့အာနာသူဟာကလွတ်တော်ကဥပဒေပြရဲ့အာနာဥပဒေဟာပေါ့နောက်တရားစီရင်အာနာလေးတိတံပြဖြစ်သွားပြီလေအာနာ၃ရက်ကချက်ကန်ပဲလဲ ဖြစ်သွားပြီ separation of power ဖြစ်သွားပြီလေခုလောလောဆယ်ကအခြေခံဥပဒေရကဘယ်ဥပဒေချုပ်လက်ထဲမှာပဲအာဏာသုံးရကရှိတာ哦အဲ့တော့မလားအခြေခံဥပဒေရကသူ့ကိုပေးထားတယ်လေအဲ့ဒီတက်တော့အစ်စ်ပေါ်လာတယ်အစွတ်တက်ပေါ်လာပြီဆိုလို့ရှိရင်အာဏာသုံးရကခွဲသွားပြီခွဲသွားတဲ့ဆိုလို့ရှိရင်ဒါပုံစံအစ်စ်ဖြစ်သွားပြီအစွတ်တက်ဖြစ်သွားပြီဘယ်လိုပဲဖြစ်ဖြစ်အရက်တအစွတ်တစ်ခုတော့ပေါ်လာမှာပဲဟမ် အပီတော်စုအစိုးရတယ်မဟုတ်ဘူးတိုင်းပြည်သားကြီးအစိုးရအစ်စ်လည်းပေါ်လာမယ်ဒီနယ်အစိုးရအစ်စ်လည်းပေါ်လာမယ်ဘယ်လိုပဲလူတွေကအဲ့ဒီကြည့်တယ်လူတွေစိတ်သက်ကလည်းတမျိုးပြောင်းလဲတယ်ဗျတိုင်းပြည်သူပြောသူတဲ့အောင်ဘယ်လိုလုပ်မလဲဒါလူတော်ကိုယ်စားလှယ်တွေလောက်အောင်လုပ်တယ်လေလူတော်ကိုယ်စားလှယ်ရဲ့အစိုးရလောက်အောင်လုပ်တယ်အဲ့ဒါသူ့ဘုံမှာအများကြီးတောင်းရှိသွားပြီဒါအမှန်ကန်လေအမှန်ကန်လေလူတော်ကဒီဒီစိတ်ကြီးတော့တော့တော့အတိုင်းကြီးအတွက် Ka bɔ duku ba ni zai ka bori ndauru a ma a su a tura bɔ a la a yi su a tura bɔ a la yale fara fa la zai ka a su a tura bɔ a la yale ta na a tura a tura bɔ a la yala yala. ဒါအပြင်ပြည်သူလူထုတွေအားလုံးအနေနဲ့မကြခင်ကျင်းပမဲ့အထွေထွေရေကောက်ပွဲကိုပူးပေါင်းပါဝင်ပြီးမိမိတို့ဆန္ဒပြုတဲ့ပါတီတွေကိုလာရောက်မဲပေးကြဖို့အတွက်ရှမ်းနှင့်တိုင်းဒေသများဒီမိုကရက်တစ်ပါတီမှဥက္ကဋ္ဌဆိုင်းအိုက်ပေါင်းကတတ်တုံပြောဆိုထားပါဗျ။တခြားတစ်ဖက်မှာတော့လက်နက်ကင်အဖွဲ့အစည်းတွေနဲ့ຫນွေဦးတော်လိုင်းရဲ့အင်အားစုတွေကမြန်မာနိုင်ငံမှာကျင်းပမဲ့ရွေးကောက်ပွဲကိုမပြတ်ပြတ်အောင်ဖြစ်မယ်လို့ကြွေးကြော်ထားတယ်လို့ရွေးကောက်ပွဲပူးပေါင်းပါဝင်သူတွေကိုလည်းအရေးယူသွားမယ်လို့ထုတ်ပြန်ထားပါဗျ။ စီအန်အန်သတင်းဌာနရဲ့နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးမှာဖြစ်ပါတယ်။ကွန်ဂိုအစိုးရနဲ့ M23 တပုံတို့ငင်းကြဲရေးစာချုပ်ချုပ်ဆိုရေးအတွက်မူပေါင်းသဘောတူညီချက်တရက်ကိုလက်မှတ်ရေးထိုးခဲ့ကြတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ရဝန္ဒာနိုင်ငံရဲ့ကျောက်တောက်နောက်ခံရရှိထားတဲ့ M23 တပုံဖွဲ့နဲ့ကွန်ဂိုအစိုးရကြာ ရញ្ញိုင်းစာချုပ်ချုပ်ဆိုရေးအတွက်မူပေါင်းသဘောတူညီချက်တည်းရက်ကိုနိုဝင်ဘာ15ရက်ကလက်မှတ်ရေးထိုးခဲ့တယ်လို့ AB ကဖော်ပြခဲ့ပါတယ်။ကွန်ဂိုနိုင်ငံရှေ့ပိုင်းမှာဆယ်စုနှစ်များစွာကြာဖြစ်ပွားနေတဲ့ပြည်ပခါကိုအဆုံးသတ်ဖို့အားထုတ်ကြိုးပမ်းမှုတွေဟာအောင်မြင်ခဲ့တာမရှိခဲ့ပဲအခုသဘောတူညီချက်ဟာရញ្ញိုင်းရေးအတွက်ခြေလှမ်းတည်းရက်ဖြစ်စေခဲ့ပါတယ်။အခုနှစ်အစောပိုင်းကအမ်တန်နီတရီသဘုံဖွဲ့ဟာကွန်ဂိုအရှေ့ပိုင်းရှိအကြီးအကဲမြို့ကြီးနှမျိုးဖြစ်တဲ့ဂုံမာနဲ့ဘူကာဘူတို့ကိုတင်ပိုက်ခဲ့ပြီး ပြည်ပခကိုအချိန်မြင့်တက်စေခဲ့ပါတယ်။အိမ်နီးချင်းယော်ဝနာနိုင်ငံရဲ့ထောက်ခံမှုနဲ့အတူ M23 သဘုံအဖွဲ့ဟာတွန်ထွက်ပစ္စည်းတွေပေါ်ကျွယ်သွားတယ်။ ကွန်ဂိုရဲ့အခြေပိုင်းဒေသကိုထိန်းချုပ်ခွင့်ရရေးအတွက်တိုက်ခိုက်နေတဲ့လက်နက်ကိုင်အဖွဲ့ပေါင်း၁၀၀ကျော်ထဲမှာနာမည်အကြီးဆုံးလက်နက်ကိုင်အဖွဲ့ဖြစ်ပါတယ်။ကွန်ဂိုမှာဖြစ်ပွားခဲ့တဲ့ပြည်ပခါကြောင့်လူပေါင်း9တန်းခန့်အိုးမဲအိမ်မဲဖြစ်ခဲ့ရတာကကမ္ဘာ့ဘေးမှာအဆိုးရွားဆုံးလူသားချင်းစာနာထောင်ထားမှုဆိုင်ရာအကြက်တဲတွေထဲမှာတစ်ခုအပါအဝင် ဖြစ်နေကြောင်းကုလသမဂ္ဂကပြောကြားခဲ့ပါတယ်။ကာတာအမေရိကန်တို့ရဲ့ဂျာဝန်စစ်ဆန်မှုတွေပြီးမှဒိုဟာမြို့တော်မှာလက်မှတ်ရေးထိုးခဲ့တဲ့မူပေါင်းသဘောတူညီချက်ဟာညဉ့်ဉန်ရေးသဘောတူညီချက်ရဲ့နောက်ဆုံးအဆင့်မဟုတ်သေးပေမဲ့ ရញ្ញញိစာချုပ်ချုပ်ဆိုနိုင်ရေးအတွက်လိုအပ်တဲ့အစီအစဉ်တွေကိုထည့်သွင်းရေးဆွဲထားကြောင်း M23 ကိုယ်စားလှယ်အဖွဲ့ရဲ့အကြီးအကဲဘင်ဂျမင်အန်ဘိုနင်ပါက Ace Lu Movie မှာပြောကြားခဲ့ပါတယ်။ဘူပေါင်းသဘောတူညီချက်မှာပါတဲ့အစီအစဉ်တွေကိုအခြေတင်ဆွေးနွေးမှုတွေညှိနှိုင်းမှုတွေနဲ့ရញ្ញញိစာချုပ်အတွက်လူဝတ်ချက်တွေကိုတစိမ့်မီတစိမ့်မပြုတ်လောက်ခင်အထီတော့မြေပြင်ကချိန်တွေကပြောင်းလဲသွားမှာမဟုတ်ပါဘူးလို့သူကပြောကြားခဲ့ပါတယ်။နိုဝင်ဘာ15ရက်ကလက်မှတ်ရေးထိုးခဲ့တဲ့ဘူပေါင်းသဘောတူညီချက်ထဲမှာညဉ့်ညံ့ရေးစာချုပ်အတွက် လိုအပ်တဲ့အစီအစဉ်၈ခုပါဝင်ပြီးသူတို့အနက်၂ခုဖြစ်တဲ့အကျဉ်းသားတွေပြန်လွတ်ပေးရေးနဲ့အပြည့်အခက်ရက်စဲရေးကိုကြီးကြပ်တဲ့အဖွဲ့ဖွဲ့စည်းရေးအစီအစဉ်တွေကိုစက်တင်ဘာနဲ့အောက်တိုဘာလတွေကလက်မှတ်ရေးထိုးခဲ့ပြီဖြစ်ကြောင်းကွန်ဂိုအစိုးရကထုတ်ပြန်ခဲ့ပါတယ်။အခြားအစီအစဉ်၆ခုအနက်တပုံတွေထိန်းချုပ်ထားတဲ့နေရာဒေသတွေကိုအစိုးရရဲ့ထိန်းချုပ်မှုအောက်ကိုပြန်လည်ထားရှိရေးလူသားချင်းစာနာထောင်တာမှုဆိုင်ရာအကူအညီပေးရေးဒုက္ခသည်တွေကိုနေရာချထားရေးတို့ပါဝင်ပြီးဒီအချက်တွေကိုလာမဲ့တဲ့ရင်နှစ်ပတ်အတွင်း ဆွေးနွေးသွားမယ်လို့ထုတ်ပြန်ကြမှာဖော်ပြခဲ့ပါတယ်။တရုတ်နဲ့တင်မာမှုတွေမြင့်တက်နေချိန်မှာပဲထိုင်ဝမ်အစိုးရကစစ်မှုထမ်းကာလကိုတက်တန်းတိုးလိုက်တဲ့အစီအစဉ်ကြောင့်လူငယ်တွေကြားစစ်မှုထမ်းခြင်းကိုရှောင်လဲနေမှုနဲ့ပတ်သက်ပြီးညှဉ်းပန်းမှုတွေပုံမှန်မြင့်တက်လာခဲ့တဲ့ဆွေးတင်ကိုလည်းဆက်လက်ရှုစားလိုက်ရအောင်ပါ။ တရုတ်နဲ့တင်းမာမှုတွေမြင့်တက်နေချိန်မှာထိုင်ဝမ်အစိုးရကစစ်မှုထမ်းကာလကိုတက်တန်းတိုးတဲ့အစီအစဉ်ကြောင့်လူငယ်တွေကြားစစ်မှုထမ်းခြင်းကိုခြောက်လွှဲနေမှုနဲ့ပတ်သက်ပြီးငင်းခုန်မှုတွေပုံပုံမြင့်တက်လာကြောင်းဆောက်ချိုင်းနာမော်နီပူကဖော်ပြခဲ့ပါတယ်။ထိုင်ဝမ်အစိုးရကစစ်မှုထမ်းကာလကိုတနည်းအထိတိုးမြင့်တက်မှတ်ခဲ့ပေမဲ့တရုတ်ရဲ့မြင့်တက်နေတဲ့ဖိအားတွေနဲ့ရင်ဆိုင်နေရချိန်မှာလူငယ်တွေကစစ်မှုထမ်းဖို့တွန်းဆုံနေခြင်းကြောင့်ထိုင်ဝမ်ရဲ့တပ်သားတွေစုဆောင်ရေးစနစ်ရဲ့အာဏာချက်တွေကိုဝေဖန်ပြောဆိုမှုတွေရှိလာခဲ့ပါတယ်။အကြသေးမီကဒေသခံမီဒီယာဖြစ်တဲ့ My Informer ကပြုလုပ် ထုတ်ခဲ့တဲ့လူထုစစ်တမ်းကောက်ယူမှုမှာပါဝင်ဖြစ်သူစုစုပေါင်းရဲ့52.200ခန့်လုံးကစစ်ပွဲဖြစ်ပွားလာရင်ထိုင်ဝမ်ကိုအသက်ဆုံးကာကွယ်ဖို့စံနှမ်းမရှိကြောင်းပြေဆိုခဲ့ကြပါတယ်။ဒီရာခိုင်နှုန်းအရလွန်ခဲ့တဲ့နှစ်နှစ်ခန့်ကပြုလုပ်ခဲ့တဲ့စစ်တမ်းမှာထွက်ရှိခဲ့တဲ့ရာလတ်ထက်6.4မှန်ပုံပုံမြင့်တက်လာတာဖြစ်ပါတယ်။စစ်တမ်းမှာပါဝင်ဖြစ်သူ40.800ခန့်လုံးကသူတို့ဟာထိုင်ဝမ်ကိုအသက်ဆုံးကာကွယ်လိုကြောင်းဖြေကြားခဲ့ပြီးအလွန်ငယ်ရွယ်တဲ့လူငယ်တွေဟာစစ်မှုထမ်းဖို့တွန်းဆုတ်နေကြတယ်လို့ဆိုပါတယ်။ဒီရာလတ်အရအစိုးဆုံးအခြေအနေ ေအတွက်ပြင်ဆင်ထားရေးနဲ့ပတ်သက်ပြီးအစိုးရရဲ့ထုတ်ပြန်ချက်တွေနဲ့စစ်ပွဲဖြစ်နိုင်ခြေမရှိကြောင်းယူဆနေတဲ့လူမှုရဲ့ထင်မြင်ယူဆချက်ကြားကွာဟားချက်ကြီးမားနေကြောင်းပြသရာရောက်ခဲ့ပါတယ်။လူမှုကြားစစ်ပွဲဖြစ်နိုင်ခြေမရှိတဲ့အယူအဆအားကောင်းလာခြင်းကြောင့်စမှုမထမ်းခြင်းနဲ့လူငယ်တွေများပြားလာခဲ့တာလည်းဖြစ်နိုင်ကြောင်းကျွမ်းကျင်သူတွေကပြောကြားခဲ့ပါတယ်။မကြသေးမီကထိုင်ဝမ်မှာထင်ရှားကျော်ကြတဲ့အမျိုးသား၁၉ဦးဟာဆေးလက်မှတ်အတူပြုလုပ်ပြီးစမှုထမ်းခြင်းကိုခြောင်လွှဲခဲ့တယ်ဆိုတဲ့ဖြစ်စဉ်ကိုစုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီးနောက်လူမှုကြားမှာငင်းခုမှုတွေထွက်ပေါ်လာခဲ့ ဲ့တာဖြစ်ပါတယ်။ဆွေးလက်မှတ်အထုတွေကိုချမ်းမြည်ရှိမျိုးသားတူကဦးဆောင်တယ်။ရာဇဝယ်ကိုင်းကပြုလုပ်ပေးနေတာဖြစ်ပြီးတယောက်ကိုထိုင်ဝမ်ဒေါ်လာ9000မှ9သိန်းကြားအခကျင်းငွေယူကဆွေးလက်မှတ်အထုတွေပြုလုပ်ပေးနေတယ်လို့အစိုးရရှိနေတွေက ပြောကြားခဲ့ပါတယ်။လက်ရှိမှာချမ်းအပါဝင်လူ28ဦးကိုတရားစွဲဆိုထားပြီးသူတို့အနက်တရုတ်ပြည်မှကြီးမှလည်းလူတီများနဲ့ထိုင်ဝမ်တရုတ်ဆောင်ဒါယန်ဝမ်ဟာလည်းဆွေးလက်မှတ်အထုနဲ့စစ်မှုထမ်းဆောင်လွဲကြောင်းစွပ်စွဲခံထားရပါတယ်။ဘရာဇီးနိုင်ငံဘီလန်မြို့မှာ ကုလသမဂ္ဂရဲ့ရာသီဥတုညီလာခံကျင်းပနေချိန်မှာထောင်ထဲကြီးရဲ့ဆန္ဒပြသူတွေဆန္ဒပြခဲ့ကြတဲ့ဆွေတင်ကိုလည်းဆက်လက်တင်ဆက်ပေးလိုက်ပါရစေ။ ဘရာဇီးနိုင်ငံဘီလန်မြို့မှာကုလသမဂ္ဂရဲ့ COP တတိယရာသီဥတုညီလာခံကျင်းပနေချိန်မှာထောင်ထဲချီတဲ့ဆန္ဒပြသူတွေကဒီမြို့မှာလမ်းလျှောက်ချီတဲ့ဆန္ဒပြခဲ့ကြတယ်လို့ DW သတင်း website ကဖော်ပြခဲ့ပါတယ်။ဒီဆန္ဒပြမှုကိုကြီးမားတဲ့လူတို့ချီတဲ့ပွဲ Great People's March လို့ဆန္ဒပြပွဲစီစဉ်သူတွေကအမည်ပေးထားပါတယ်။ခုသတင်းပတ်အစောပိုင်းက COP တတိယညီလာခံကိုအနောက်ဆက်ဖြစ်စေခဲ့တဲ့တိုင်းသားတွေဦးဆောင်တဲ့ဆန္ဒပြမှုနှစ်ခုဖြစ်ပွားခဲ့ပြီးနောက်အခုလိုလူများပြားပါဝင်တဲ့ချီတဲ့ဆန္ဒပြပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ င်းနိုဝင်ဘာ15ရက်ကဆန္ဒပြသူတွေဟာမြို့တွင်း40.5ကီလိုမီတာနေသက်မှ10မိုင်ကိုခြိတက်ဆန္ဒပြခဲ့ကြပါတယ်။တဘာဝပဝင်းချင်းရေတက်ကြွလှူရှားသူတွေနဲ့တူတိုင်းသားတွေကလည်းပူပေါင်းပါဝင်ကလက်ကင်ပိုစတာတွေကိုကင်မြောက်ပြီးကြွေးကြော်တန်တွေကိုဟိတ်ကြွေးခဲ့ကြပါတယ်။ကုလသမဂ္ဂရဲ့နေ့စဉ်ကျင်းပနေကြရာသီဥတုညီလာခံမှာအခုလိုလူများပြားပါဝင်တဲ့ဆန္ဒပြမှုဟာလွန်ခဲ့တဲ့၄နှစ်က Glasgow မြို့မှာပြုလုပ်ခဲ့တဲ့ COP26 ညီလာခံမှာနောက်ဆုံးအကြိမ်ဖြစ်ပွားခဲ့တဲ့အတွက်အခုချိန်ဆန္ဒ ားပြမှုဟာ၄နှစ်တွင်ပထမဆုံးချိန်ဖြစ်ကုလရာသီဥတုညီလာခံမှာလူများပြပါဝင်တဲ့ဆန္ဒပြမှုဖြစ်ပါတယ်။အခုနှစ်မတိုင်မီနောက်ဆုံးချိန်ပြုလုပ်ခဲ့တဲ့ရာသီဥတုညီလာခံ၃ခုကိုအီဂျေဒူဘိုင်းနဲ့အဇာဘိုင်ဂျန်နိုင်ငံတွေမှာပြုလုပ်ခဲ့တာဖြစ်ပြီးဒီနိုင်ငံတွေမှာညီလာခံကာလအတွင်းဆန္ဒပြမှုတွေကိုတင်းကျပ်စွာတားမြစ်ထားခဲ့ပါတယ်။ COB တတိညီလာခံကိုဗီလန်မျိုးမှာနိုဝင်ဘာ၂၁ရက်နေ့ပြုလုပ်သွားမှာဖြစ်ပြီးတဘောပဝင်ကြီးအေးတကြွလှူရှားသူတွေကတော့ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုနဲ့ပတ်သက်တဲ့ပြဿနာတွေကိုဖြေရှင်းရမှာ တိုးတက်မှုတချို့ရှိလာလိမ့်မယ်လို့မျှော်လင့်နေကြပါတယ်။စီအန်အာသတင်းဌာနရဲ့နောက်ဆုံးသတင်းတပုတ်အနေနဲ့အားကစားသတင်းကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။နော်ဝေအသင်းဟာ2026ကမ္ဘာဖလားချစ်စစ်ပွဲအုပ်စုနောက်ဆုံးပွဲစဉ်မှာအီတလီအသင်းကိုအနိုင်ရရှိခဲ့ပြီး1998နောက်ပိုင်းကမ္ဘာဖလားပြိုင်ပွဲကိုပထမဆုံးအကြိမ်ရှင်ပြိုင်ခွင့်ရရှိသွားပြီဖြစ်ပါတယ်။သတင်းပြည်စုံကိုကြည့်ရှုလိုက်ရအောင်ပါ။ နော်ဝေးအသင်းဟာ2026ကမ္ဘာပလာခြေစစ်ပွဲအုပ်စုနောက်ဆုံးပွဲစဉ်မှာအီတလီအသင်းကို၄ဂိုးတဂိုးနဲ့၅ပြက်အနိုင်ရပြီး1998နောက်ပိုင်းကမ္ဘာပလာပြိုင်ပွဲကိုပထမဆုံးအကြိမ်ရှင်ပြိုင်ခွင့်ရရှိခဲ့ပါတယ်။ဒီပွဲမှာ SPOC တို့ကအီတလီအသင်းတွေဦးဆောင်ကိုသွေးဦးနိုင်ခဲ့ပေမယ့်နော်ဝေးအသင်းတွေနူဆာကခြေပါကိုသွင်းပြီးဟာလန်က၂ဂိုးနဲ့လာဆန်ကတဂိုးသွင်းယူခဲ့တာပါ။နော်ဝေးအသင်းဟာဒီနိုင်ပွဲကြောင့်ခြေစစ်ပွဲစဉ်၈ပွဲစလုံးရာနှုန်းပြည့်နိုင်ပွဲရခဲ့ပြီး2026ကမ္ဘာပလာပြိုင်ပွဲရှင်ပြိုင်ခွင့်ရခဲ့တာဖြစ်ပါတယ်။အီတလီအသင်းကတော့ကမ္ဘာ လားပြိုင်ပွဲဝင်ခွင့်ရနိုင်မှုအတွက်ပလေးအော့ထပ်ပြီးရှင်ပြိုင်ရမှာပါ။နော်ဝေးအသင်းဟာယူ2000ပြိုင်ပွဲနောက်ပိုင်းအဓိကပြိုင်ပွဲတစ်ခုကိုပထမဆုံးအချိန်ပြန်လည်ရှင်ပြိုင်ခွင့်ရခဲ့တာဖြစ်ပါတယ်။မက်ဆီအသင်းတိုက်စစ်မှုဟာလည်းဟာခြေစစ်ပွဲမှာနော်ဝေးအသင်းသွေးဦးနိုင်ခဲ့တဲ့38ဂိုးတည်းက16ဂိုးကိုသွေးဦးနိုင်ခဲ့တာပါ။ဟာလန်ကဖီအားတွေနဲ့အခြားအရာတွေအများကြီးခံစားခဲ့ရပေမဲ့ကမ္ဘာကလောက်ဝင်ခွင့်ရခဲ့တာကြောင့်ပျော်ရွှင်တယ်လို့ပွဲပြီး TV2 နဲ့အင်တာဗျူးမှာပြောခဲ့ပါတယ်။နော်ဝေးအသင်းကောင်းဆောင် OD ကလည်းကမ္ဘာကလောက်ပြိုင်ပွဲရှင်ပြိုင်ခွင့်ရဖို့အိမ်မက်အတွက်အချိန်တော်ကြာစူးစမ်းခဲ့ရ တဲ့အရာဖြစ်ပြီးလူတကွကြိုးစားကလုံးဝယုံကြည်မှုရှိခဲ့တဲ့အတွက်ဒီအောင်မြင်မှုကိုရခဲ့တယ်လို့ပြောခဲ့တာပါအီတလီအသင်းကြီးပြဂတ်တူဆိုကဂိုးပြက်အေးနှိမ်ခဲ့တဲ့ရလက်အတွက်ပြည်သက်တွေကိုတောင်းပန်ခဲ့ပြီးကမ္ဘာ့လောက်ဝင်ငွေရယူနိုင်ဖို့ကြိုးစားသွားမယ်လို့ပြောခဲ့ပါတယ်အီတလီအသင်းဟာပြီးခဲ့တဲ့2018နဲ့2020ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာခြေစစ်ပွဲမအောင်မြင်ခဲ့တာကြောင့်2026ကမ္ဘာ့ဖလားပြိုင်ပွဲကိုထပ်ပြီးလွဲချော်မယ်ပေါ့ပြည်သက်တွေကစိုးရိမ်နေကြပါတယ်အီတလီအသင်းဟာပလီယော့ပွဲတွေကို2026ခုနှစ်မတ်လမှာရှင်ပြန်ရမှာဖြစ်ပါတယ် စီအန်အိုင်သတင်းဌာနရဲ့2025ခုနှစ်နိုဝင်ဘာလ18ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြည့်ကြပေးကြပရိသတ်များအားလုံးပဲတရားပြောရှင်တဲ့နေ့လေးတနေ့ကိုပိုင်ဆိုင်နေကြပါသရှင်။